စကိုင်းတိုင်းအင်းတို့မျိုးသိန်းတိုက်ပွဲကနေပြန်လာတဲ့ ABSDF အမှတ်3စစ်ကြောင်းအမှတ်14တရင်ကတပ်ဖွဲ့ဝင်တွေကိုဒေသခံပြည်သူတွေကအောင်တပြေပန်းတွေနဲ့ဂုံးပြူကြိုဆိုခဲ့ကြတယ်လို့ ABSDF Colon 3ရဲ့သတင်းပြန်ကြားရေးတောင်းခံစီကသိရပါဗျ။ဧပြီလ22ရက်နေ့မနေ့ကရင်းမပင်ခရိုင်အတွင်းမှာရှိတဲ့ရင်းမပင်ပလဲနဲ့ကဏီကပြည်သူတွေဂျွာစင်စက်တိုက်ကြိုဆိုခဲ့ကြတာလို့ဆိုပါဗျ။အဆိုပါမျိုးသိန်းတိုက်ပွဲမှာ ABSDF အမှတ်1စစ်ကြောင်း ABSDF အမှတ်3စစ်ကြောင်း KPDF မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနလက်အောက်ခံတပ်ရင်းတွေအပြင်အခြားမဟာမိတ်တပ်ပေါင်းစုတွေပါဝင်တိုက်ခိုက်ခဲ့ကြပြီးတော့ ABSDF အမှတ်စလီတရင်မှာတပ်ဖွဲ့ဝင်တရဲကြဆုံးပြီး9ဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ကြဆုံးရဲဘော်ကအင်တရိုမှာပဲသူကြူလိုက်ရတယ်သူရဲ့အယူပြအိုးကျွန်တော်တို့ယူခဲ့လိုက်တယ်။ရင်းမဝင်ခိုင်ထဲမှာပဲသူရဲ့တရင်အနီနာတဝိုက်မှာပဲဒီအယူကူတင်မယ်ပေါ့ဗျ။ပြန်သူ့အတွက်အာဇာနီပိမှန်လေးစောက်ပြီးထောင်းပါပါဗျ။ င်းတော်မျိုးကရဲစခန်းထွေအိုယုံနဲ့မြို့ရင်းမှာရှိတဲ့စစ်ကောင်စီကင်းစခန်းတွေကိုတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေက2024ခုနှစ်ဩဂတ်စ်လ24ရက်မှာတိမ့်ပိုက်နိုင်ခဲ့ပြီးတော့နောက်ထပ်9လကျော်အကြာ2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာမြို့ရဲ့နောက်ဆုံးလက်ချက်စခန်းဖြစ်တဲ့ဂျပန်လိုင်ကူစခန်းကုန်းကိုအပိသက်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်